ွေစိန်ငမွေတို့ကြောင်စိုးလေးများပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင် TK Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကြောင်လေးတွေဆိုတာချစ်စရာကောင်းပြီးအိမ်မှာအဖော်လုပ်ပြီးနိုင်တဲ့အိမ်မွေးတရိစံလေးတွေဆိုပေမဲ့တခါတလေမှာတော့သူတို့ဟာမထမထားတဲ့အမွေစိန်လေးတွေငမွေတို့လေးတွေအဖြစ်ဘီလင်းစရိုက်လေးတွေပေါ်လာတတ်ကြပါတယ်ဒီပြိုလေးထဲမှာတော့ဒီလိုကြောင်စိုးလေးတွေရဲ့အကြောင်းကိုရေစရာကောင်းအောင်တွေးရမှာပါဘယ်လိုနီလာနဲ့ဘယ်လိုရေတောင်မှွင့်မလဲဆိုတာသိရအောင် ဗီဒီယိုလေးကိုလိုက်ပါတီရှူဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။ဒီကြောင်လေးကတော့ကြွက်လိုက်ရင်ရုံးကနဲ့ကိုရောက်သွားခဲ့တာပါ။သူကအတင်းလိုက်နေလို့ကြွက်ကလူရဲ့အင်ဂျီတဲကိုဝင်ပြေးရင်ကမကမအခြေအနေတွေလည်းဖြစ်ခဲ့ပါရင်ကြွက်ကလူဘော်ကနေဇပွဲပေါ်ကုန်းတော်တာလာလဲကြောင်လေးကချက်ချင်းခုန်ဆက်ပြီးလိုက်ဖမ်းရင်းနဲ့ဗျံပတာတွေဖြစ်ကုန်ပါရင်နောက်တော့ခက်တီတီနဲ့ထွက်သွားခဲ့တာပါ။သူဘာသာသူအလုံးလုံးနေတဲ့သူကတော့ကြောင်နဲ့ကြွက်ဇလန်းကြောင့်ဝေယုတ်တကဖြစ်ပြီးကြံရစ်ခဲ့ပါတယ်။ဒီကြောင်လေးစတော့လဲ လူကရမှာခွေးနဲ့တဲ့နေပေမဲ့လူရှိနေတာကိုသတိထားမိသွားတော့ချက်ချင်းပဲချိန်မိုးပြီးခွေးကိုပါးရီတောင်လိုက်ရိုက်နေခဲ့တာပါတကယ်ကိုမာယာများပြီးအပြောင်းလဲမြန်တဲ့ကြောင်လေးပါပဲငါဖက်နေတဲ့ဒီကြောင်ကတော့သူ့ကိုယ်သူမို့ဆိုလို့လို့ချင်နေတဲ့ပုံပါပဲကြောင်ပဲမဲ့ရေထဲကြောင်လို့ဖြစ်ပြီးမနေ့ကုတ်ကက်တက်နေခဲ့ရတဲ့မြင်ကွင်းကတော့ရေစဲကောင်းလို့လာပါတယ်ဒီကြောင်လေးကြတော့လေသူ့ပါတာသူရှိနေတဲ့ဖန်ခွက်အောက်ကတ िश ူးစကိုဆွဲထုတ်ပြီးမှောက်လိုက်ပါတယ်ပြီးတော့သူဘာမှမလုပ်ထားတဲ့အတိုင်းမတိကျင်အောင်ဆောင်သွားခဲ့တာပါ ဖက်ရှင်ကတော့ကြောင်လေးကစားရအောင်ဆိုပြီးကစားစရာဝယ်ပေးခဲ့ပါတယ်ကျောင်းလေးကကစားစရာကိုခဏတော့စူးစမ်းခဲ့တာပါပြီးတော့သဘောမချတဲ့ပုံစံနဲ့ခက်ချစ်ချေပဲလမ်းလျှောက်ထွက်သွားခဲ့တာပါ။ပိုင်ရှင်ကတော့အချာကိုင်းတဲ့ကျောင်းလေးကြောင့်ဟက်ကော့ကြီးကျန်နေခဲ့ရပါတယ်။တခင်ဖြစ်သူလက်သေးညှက်ပေးနေတာကိုကျောင်းလေးကမခံကျင်ပါဘူး။အဲဒါကြောင့်တခင်ဖြစ်သူကသူ့ကိုချုပ်ပြီးလက်သေးညှက်ပုတ်လုံးနေခဲ့တာပါ။ကျောင်းလေးကယုံပြီးအော်နေလို့တခင်ကပါဇက်ပိတ်လို့ပြောလိုက်ပါတယ်။ ဒီအချိန်မှာကြောင်လေးကတခင်ရဲ့မျက်နှာကိုစိုက်ကြည့်နေခဲ့ပါတယ်ပြီးတော့သူ့လက်နဲ့တခင်ရဲ့ပါးကိုဖျင်းကနေရလိုက်တာပါဒီအိမ်မှာသူကဆရာပဲဆိုတဲ့သဘောထားကိုပြလိုက်တာပါပဲဒီကြောင်လေးကတော့သူ့ဘာသာသူစမ်းမြင်ပေါ်မှာနေနေတာပါဒါပေမဲ့အင်တာတယောက်ကခုံပေါ်ထိုင်မလို့လုပ်နေတဲ့အချိန်မှာပဲအ мян ပြေးခုံတက်ပြီးထိုင်လိုက်ပါတယ်တမင်တက်တက်အချင်းရောက်လိုက်တဲ့သဘောပါပဲလမ်းပေါ်မှာတော့ရဇဝတားတယောက်ကိုမှောင်လဲပြီးဖမ်းချပါတယ်ဘေးမှာတော့ရဲတွေကမျက်မြင်သက်တွေကိုစစ်ချက်ယူနေကြတာပါ ဒီအချိန်မှာကြောင်လေးကအဖမ်းခံရတဲ့သူရဲ့ကြောပေါ်မှာအေးစေးတက်ခွေနေခဲ့တာပါမင်းတို့လည်းမင်းတို့အလုံးလုံးငါလဲခွေစရာရှိတာခွေမယ်ဆိုတဲ့အချာနဲ့ပါပဲဒီကောင်မလေးကြတော့လဲကီမီကယ်ထောင်တဲ့လေ့ကျင့်ခန်းကိုဗီဒီယိုရိုက်ဖို့စူးစမ်းနေခဲ့တာပါဒီအချိန်မှာကြောင်လေးကသူ့နားကိုရောက်လာခဲ့ပါတယ်အဲ့ဒါကြောင့်ကောင်မလေးကကြောင်ကိုမောင်းထုတ်လိုက်တာပါဒီအချိန်မှာကြောင်ကကင်မရာရဲ့ရှိမှာတဲ့တဲ့ပေးပြီးဟိုချီတီတီလုံးနေခဲ့ပါတယ်။ဒါကိုမသိပဲကီမီကယ်ထောင်နေတဲ့ကောင်မလေးကတော့နောက်တစ်ခါပြန်ထောင်ရဖို့ဖြစ်သွားပါတယ်။ နောက်ရောက်လာတဲ့ဆက်ရုပ်ဖုံစိုးဆက်ကိုခြေတစောင်းနဲ့တွန်းပြီးလောင်ကျောင်းလွှတ်လိုက်တဲ့အကွက်ကရုပ်ရှင်ထဲမှာဆိုရင် အော်စကာဆုရတော်နိုင်တဲ့အကွက်ပါပဲ။ကျောင်းတွေကပုံမှန်ဆိုရင်လူမြင်ကွင်းမှာမစင်မစွန့်တကြပါဘူး။အခုတော့ပါရွယ်ချက်ရှိလို့လည်းမသိပါဘူး။လူတွေဝိုင်းအားပေးနေတဲ့တဲတောင်မြေဘောလီဘောကွင်းဆက်မှာခက်တီတီမစင်စွန့်နေကြတာပါ။ပြီးတော့မစင်ကိုတဲတွေနဲ့ဖုံးပြီးခက်တီတီပြေးထွက်သွားပါတယ်။ဘောလီဘောသမားတွေကိုမကျင်းနဲ့လို့မိုင်းတောင်ခဲ့တယ်လို့ပါပဲ။အရှင်တွေကခွဲချလိုက်တာနဲ့ရေခဲထုတ်ပေးတဲ့ဆက်တလုံးအစ်စ်ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့တိတ်မကြခင်မှာပဲကန်ဆိုးသွားခဲ့တာပါ။ဘာလို့လဲဆိုရင်သူတို့ငွေချတဲ့ကြောင်တွေကဒီလူဝတ်ချက်ကိုတွေ့တော်လို့ပါပဲ။အဲဒါကြောင့်စစ်ဘော်ခုံတပ်ပြီးရေကဲတွေထွက်ချက်အောင်လုပ်ပါတယ်။ပြီးတော့ရေကဲတွေနဲ့စိတ်ကြိုက်ကစားနေခဲ့တာပါ။ပြောရရင်ကြောင်လေးတွေရဲ့ငွေချက်ကအများကြီးရှိနေပါတည်း။ဒီနေ့မှာတော့ဒီလောက်နဲ့ပဲရန်သားခွင့်ပြုပါရှင်။အစိုးရတီချူပေးကြတဲ့အတွက်တရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။